ေါ်လာတန်ပေါင်းများစွာတန်ကြီးရှိတဲ့စိန်ခင်ကားတွေကိုတည်ဆောင်လာတဲ့တင်မောနေမြို့မှု2022ခုနှစ်မှာတမိုင်းဝင်အကြီးမားဆုံးကုန်ကျစရိတ်များတဲ့ပင်လယ်ကျွန်းဆွတ်ရှုမှုတစ်ခုဖြစ်ခဲ့ပါတယ်။ဒီဖြစ်ရပ်ကတော့ဂျာမနီကနေအမေရိကန်ကိုခီးနေလာတဲ့ Felicity A မြေရှိတဲ့ကုန်တင်တင်မောကြီးနေမြုပ်ခဲ့တာပါပဲ။သင်္ခန်ကားစီ4000နီးပါးရေအောက်ကိုနှမြုပ်ခဲ့ရပြီးဒေါ်လာတန်400ကျော်ထိအောင်ဆုံးရှုံးခဲ့ရပါတယ်။ဒီတမောကြီးမှာ Porsche, Bentley, Audi, Lamborghini တို့လိုကမ္ဘာအရှားပါးစုနဲ့အကောင်းစားသင်္ခန်ကားတွေပါလာတာပါ။ 2022ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာဂျာမနီနိုင်ငံအမ်တန်စိတ်ကင်းကနေအမေရိကန်ပြည်အောင်စုရုပ်ပြည်နယ်ကိုရွေးလွှင်လာပါတယ်။ခရီးစဉ်တစ်ဝက်ရောက်မှာအာဇရီဂျွန်းစုနီအက်တလန်တိတ်သမုဒ္ဒရာထဲမှာတင်းမောကမိစလောင်းပါတယ်။တင်းမောမှာရှိတဲ့လူတွေအကုန်လုံးကိုပေါ်တူဂီရဲတပ်ကဘေးကင်းစွာကယ်နိုင်ပေမဲ့တင်းမောကိုမမြင်တတ်ဖို့ကတော့မအောင်မြင်ခဲ့ပါဘူး။မိလောင်မီတပတ်ခန့်ကြာတဲ့အခါတင်းမောကမိုးရွာပြီးလှမ်းကြီးတဲ့ပင်လယ်ပြင်မှာဘေးတစ်ဖက်ကို၄၅ဒီဂရီတိမ်းဆောင်လို့နစ်မြုပ်သွားပါတယ်။ မီးလောင်ရတဲ့အကြောင်းရင်းကိုတရားဝင်ဆင့်စုံစမ်းမှုတွေလုပ်ခဲ့ပြီးမြေတိကျတော့ရလက်တော့မရှိခဲ့ပါဘူး။ပေါ်တူဂီစကန်အာနာပိုင်တူဦးကတော့နှေးစင်ကားတွေတင်ဆောင်ထားတဲ့လီသီယံအိုင်ယွန်ဘက်ထရီတွေမီးလောင်လာကြောင်းဖြစ်နိုင်တယ်လို့လည်းပြောခဲ့ပါတယ်။လီသီယံဘက်ထရီတွေမီးလောင်ရဲ့အထူးကိရိယာတွေမှာပါပဲမီးကိုမငြိမ့်သက်နိုင်ပါဘူး။2024ခုနှစ်တည်းတင်မောရဲ့အာမခန်ကုမ္ပဏီတွေကမီးလောင်ရတဲ့အကြောင်းရင်းတွေနဲ့ပတ်သက်လို့စိန်ခန်ကားကုမ္ပဏီတွေကိုတရားစွဲတာလုပ်နေတုံးမှာနင်းမြို့သွားတဲ့ကားတွေထဲမှာအရှာပါဆုံးဖြစ်တဲ့ Lamborghini Aventador တို့ကားတွေလည်းပါဝင်ခဲ့ပြီ အခုဆိုရင်ဒီကားတွေကသမုဒ္ဒရာအောက်ခြေမှာထာဝရပြောင်းဆုံးသွားခဲ့ပါပြီ။ပုံမှန်ဇိမ်ခံပစ္စည်းတင်မှုမှုတစ်ခုဟာတမန်တျှောက်မှာအကုန်ကြအများဆုံးရေကြောဆုံးရှုံးမှုတစ်ခုဖြစ်လဲမှတ်တမ်းဝင်သွားပါတယ်။ဘိုးသူရာရစရာဗီဒီယိုတွေနေ့စဉ်တက်ဆက်ပေးနေတာဖြစ်လို့အကောင့်လေးကို follow လုပ်ခဲ့ဖို့မမေ့ပါနဲ့နော်။